အပြင်ဘက်ကအမွေးပေါ်ပေါ်နဲ့အစိမ်းရောင်ခွင်လေးကအကျော်ရောင်သေးလေးပါတယ်ဒီအသေးကို chestnut သေးလို့ခေါ်ကြပါတယ် chestnut ရဲ့မြန်မာနာမည်ကတော့တဲ့အသေးပါတဲ့အသေးလေးတွေကိုခွဲတဲ့အခါ အခွင့်ကိုဖြဲပြီးအထက်ကစေလေးတွေကိုထုတ်ယူရတာဖြစ်ပါတယ်။ဟိုလွန်ခဲ့တဲ့နှစ်ရာချီလောက်ကဥရောပကတဲ့ရဲ့မျိုးစိတ်တွေဟာမူယောကတစ်မျိုးကြောင့်မျိုးတုံးပြောက်ခွဲသွားပါတယ်။ခုချက်ရှိနေတဲ့တဲ့ရဲ့တွေဟာအာရှမျိုးစိတ်တွေဖြစ်ပါတယ်။အချိုးကျစုများတဲ့တဲ့ရဲ့တီတွေပေါ့။အဓိကထူးခြားချက်ကအစီနေခြင်းပေါ့။တဲ့ရဲ့တီတွေမှာအခြားသောအစိတ်ဆံမျိုးတွေလည်းမတူပဲအစီပါဝင်မှုအောင်နေပါတယ်။ဒါကြောင့်နှလုံးသားမရေးတွေအထောက်အကူဖြစ်စေနိုင်ပါတယ်။တဲ့ရဲ့တီတွေမှာရေရှည်စွမ်းရင်ပေးနိုင်တဲ့ကာဘိုဟိုက်ဒရိတ်တွေလည်းများစွာပါဝင်ပါတယ်။ အမြင့်တက်များတာကြောင့်ဝမ်ပိုက်ချက်မှာရေကိုကောင်းစေပြီးသွေးတွင်းသစ္စာဓာတ်ကိုလည်းထိန်းချိန်ပေးနိုင်ပါတယ်။တဲ့အသည့်တွေပေါ့ဗီတာမင်စီလည်းပါဝင်ပါတယ်။ဗီတာမင်စီကတုပ်ကွေးတန်ခံနိုင်မှုကိုတိုးစေနိုင်ပြီးအသားရေရဲ့ချမ်းမာရေကိုလည်းအထောက်အကူဖြစ်စေပါတယ်။ Allergic acid နဲ့ Gallic acid စတဲ့ antioxidant တွေပါဝင်ပြီးနေ့စဉ်ကိုယ်ထဲကအဆိပ်တောက်တွေကိုတိုက်ဖြတ်ပေးပါတယ်။ magnesium ကာဗွေရမက်ဂနီစတိုပါဝင်ပြီး အရိုးကိုလည်းအားကောင်းစေပါတယ်။တဲ့ရဲ့သေးတွေပါအာဝင်တဲ့ပိုတက်ဆီယာတဲ့ဘက်ကလီဆီယာကသွေးပြာထိန်းချိမှုနဲ့နှလုံးလည်ပတ်မှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။